မင်္ဂလာပါအကုန်လုံးကိုလူဆက်ပါတယ်အကုန်လုံးကောက်တော်နေပါရှင်အလုံးကြာမှရှင်းသာကြပါစေเนาะမနေ့ကမပြောလိုက်တယ်เนาะခလေးဖျက်ရှားတဲ့ကိစ္စပေါ့เนาะအဲ့ဒါကြောင့်ဖေရောက်ပြောတာเนาะရှင် လာဥပမာဟိုယောက်ျားလေးကဟာလာဓမ္မဂတိကတို့ဘာတို့ဖြစ်မေယောက်ျားလေးလို့ဖျက်ရှားတော့ကတော့ယောက်ျားလို့မိမလို့မသိဘူးပေါ့နော်အဲဒါပေမဲ့ဟိုတကယ်လို့ဖျက်ရှားလိုက်တဲ့ဟာမှာယောက်ျားလေးဆိုရင်အဲဘယ်လိုလုပ်မလဲလို့နော်အဲ့ဒါကြောင့်ကိုကတော့အဲ့ဒါငရေကြည့်ပါတယ်နော်ဒါတကယ်ကိုအဲ့ဒါကြောင့်လူငယ်ဆိုတာနော်ဟို မစင်စားတဲ့တည်ဘူးเนาะတွေးကြုံကမရှိသေးဘူးအဲ့ဒါကြောင့်လူငယ်တွေကိုအမတို့ပြောရှင်တာကเนาะလေးလာပါစုံစမ်းပါเนาะအစာကောင်းမှအနှောက်သေးချာတယ်เนาะကိုဘွားတစ်ခုကိုလေးသေးချာတည်ထောက်ပါเนาะဟိုစံတဝဝနဲ့မလုပ်ပါနဲ့เนาะဟိုအပေါ်ကလူကြီးတွေပြောတဲ့ဟာကိုနောက်ထောက်ပါเนาะလေးလာပါเนาะအဲ့ဒါကြောင့်ဒီအိမ်ထောက်တစ်ခုဆိုတာကတော်တော်အရေးကြီးပါတယ်လို့เนาะတကယ်လို့ ကိုပြီးတော့ဥမာသမီးရေးစားဘွားเนาะတယောက်ကိုတယောက်ကိုကတန်ဖိုးထားပါမြင်းတို့ပါเนาะဟိုဘက်ကလေးစီမဖောင်းနဲ့ဒီဘက်ကလေးစီမဖောင်းနဲ့အဲ့လိုစီဖောက်ပြီးတော့เนาะတခုခုလွှိလျှော်သွားရင်အဲ့ဘွားကြီးဟာတကယ်ပဲအမေဆက်ထင်သွားတယ်လို့ပဲဖြစ်သွားပါပြီလို့เนาะအဲ့ဒါကြောင့်တယောက်ကိုတယောက်စောက်ထင်ခဲ့ဖို့တယောက်နဲ့တယောက်နဲ့သီလရှိအောင်နေဖို့เนาะတကယ်လို့သူနဲ့အကြောင်းမပါလို့ကြွေးသွားရင်တော့မှเนาะနောက်တယောက်နဲ့ယူတဲ့ခါကိုဘက်ကဖြူဖြူဆဲဆဲကိုအပြူဘွားကိုတန်ဖိုးထားပြီးတော့เนาะအဲ့လို သွားကြပါလို့လူငယ်တွေကိုเนาะအမတို့ကဒါကတကယ်ငရေကြည့်ပါတယ်တေချာစဉ်းစားပါเนาะကိုကိုမိဖားတွေကလည်းအဲ့လိုပဲကိုကိုမွေးလာတာเนาะတကယ်လို့ဒါအဲ့လိုဖြက်ရှားလိုက်ရင်ကိုလေးလူမဖြစ်ဘူးပေါ့เนาะမအားတို့ဆိုလည်းအဲ့လိုပဲအသက်လေးစီကျော်မှအမတို့အမိမွေးပေးတာเนาะမအားကိုလည်းအဲ့လိုပေါ့ဖြက်ရှားခိုက်တယ်အဖေကမဖြက်ရှားဘူးမွေးမယ်ဆိုပြီးတော့အသက်လေးစီကျော်မှမွေးတာပေါ့နော်အမားနဲ့အမေနဲ့အတူတူမွေးရတယ်ဆိုတော့မအားကိုဖြက်ရှာခိုက်တာ အခုဆိုတော့မအားလို့လူမဖြစ်ဘူးအဲ့ဒါကြောင့်တော့တကယ်ကြောက်ဘူးကဆရာတော့တပတ်တော့ပြောတယ်အဲ့လိုဟိုဖြဲချတာမျောလို့ပေါ့နော်နောက်လူဖြစ်ဖို့ကတော့မလွေတော့ဘူးလေနော်အဲ့ဒါကြောင့်ကိုမရခင်ကြိုတင်ပြင်ဆင်ပါတကယ်လို့ရသွားရင်ပြီးတော့မှမဖြဲချပါနဲ့လို့နော်မွေးပါခလေးဆိုတာသူကုသိုလ်ကံနဲ့သူလာတာပါလို့နော်အားလုံးရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်